ာပါရှင်ကျွန်တော်ကတော့နေပြီးတော့တိုင်းစစ်ကဏ္ဍနေပြီးတော့တက်ရင်ရှိရချင်းမှာစစ်တပ်သားတော်ဝင်ထက်ဆောင်နေရဲ့ရဲမေပါအောင်လည်းဖြစ်ပါတယ်ကျွန်တော်ကတော့နေပြီးတော့တိုင်းစစ်ကဏ္ဍတက်ရင်ရှိရချင်းတက်ခွင့်ပြရဲပုံမျိုးဖြစ်ပါတယ်တကယ်ကြီးနေတဲ့စစ်တပ်မှာကလေးလေးလက်ခဲ့ရပါတယ်ဆံကားချက်လေးနဲ့ပုံရောက်ဖြစ်ပါတယ် တော့သူမေးမေးဖို့မဖြေခင်မှာပေါ့နော်ပြည်သူလူထုအရင်ဆုံးရှင်းပြရတဲ့နာအဲ့ဒီဗီဒီယိုထဲမှာမြင်တဲ့ဒါကျွန်တော်တို့အထင်မြင်လဲမလွဲပါနဲ့အထင်မြင်လဲမသေးပါနဲ့လို့တောင်းဆိုချင်ပါတယ်။ဘာလို့အဲ့လိုမျိုးတင်တန်းတွေကိုတက်ရောက်ခဲရတာလဲဆိုတော့စစ်ပုံကြတဲ့စစ်တပ်တပ်ကိုအဲနှုတ်ခွဲနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ်တိုင်ကစစ်ပုံကြနေဖို့လိုတယ်ပေါ့နော်။သူကလည်းရန်သူစုံစမ်းပဲတိုက်ခိုက်မှာကျွန်တော်တို့ကလည်းသူတို့သူတို့ထက်မြင့်တဲ့ ယူရတွေသုံးပြီးတော့တိုက်ခတ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အထက်ပိုကောင်းတဲ့သင်တန်းတွေကိုဆင်းပြီးတော့ကျွန်တော်တို့တိုက်ခတ်ရမှာပဲဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီခက်ခဲကြမ်းတမ်းတဲ့သင်တန်းတွေကိုကျွန်တော်တို့တက်တက်ခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပင်မစင်းရဲကိုခံခဲ့တယ်ကျွန်တော်တို့ရိုင်းနှက်ခံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ဘာလို့မငြင်းမွေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့အသေးလေးနာခဲ့နှလုံးလေးနာခဲ့ဘာလို့မိန်းကလေးတယောက်အနေနဲ့ကျွန်တော်တို့ယောက်ျားရင်းမရိုက်တော့လဲကျွန်တော်တို့ခံခဲ့ရတယ်ကျွန်တော်တို့ဘာလို့တီးခံခဲ့ရလဲဆိုလို့ရှိရင်ဒီလောက်ကိုကျွန်တော်တို့ပဲရွေးချယ်ခဲ့တာပေါ့နော် အဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဖောက်တဲ့လောင်ကျွန်တော်တို့ပဲဆက်ချောက်အောင်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီတင်တဲ့ကကျွန်တော်တို့ပြီးဆုံးအောင်ဒီတက်ရောက်ခဲ့ပေါ့နော်ငါတို့အဲ့တင်တဲ့ကိုပြီးဆုံးအောင်တက်ခဲ့တယ်အဲ့တင်တဲ့ကငါတို့စက်တဲ့နဲ့စစ်ကြောရင်ပြလာခြင်းပြီးပြီးကြောက်ငိုပြီးတော့ငါနေမနာမှာပြုံးနေတယ်အဲ့တော့ငါမြို့ပြီးသိမ့်ခဲ့ပြီးတော့ငါမြို့မီးတင်တယ်ဒီဘလိုအဲ့တော့ငိုရလဲဆိုတော့ဒါမှမဟုတ်ငါမျိုးမမေးလိုက်ရအောင်ခုတော့ငါမျိုးဖွင့်ရရတော့မေးလိုက်တော့မယ်။ဒီအဲ့တော့ဘာလို့ငိုနေလဲ။ငါအဲ့တော့ဘာလို့ငိုရလဲဆိုတော့ ကားနာခင်ဗျာကြောက်နော်နှလုံးသားနဲ့ပုံမိနာခင်ဗျာအဲ့ချိန်မှာရမ်းပြိုလဲတာပေါ့နော်အိမ်နဲ့ရမ်းပြန်ခင်ဗျာကိုကသူကအဲ့ချိန်မှာရောက်ခဲ့တယ်ဆိုတာကိုဆောက်ခဲ့တဲ့လောင်ကိုပြီးဆုံးအောင်ဆောက်မယ်ဆိုတဲ့အတွေ့ရောက်လာတာပေါ့နော်ဒါပေမဲ့အိတော်ကတင်တဲ့ရမ်းကြမ်းခဲ့တယ်ရမ်းနဲ့ပြန်မှန်းခဲ့တယ်ပြီးဆုံးအောင်လည်းတက်မြောက်ခဲ့တယ်မလို့တင်တဲ့ကာလမှာဘယ်မှဆောက်ခဲ့နေမှာလို့ပြီးဆုံးအောင်တက်ခဲ့ကြတယ်တင်တဲ့ကာလမှာလည်းစစ်သားခန်းနဲ့ပဲငါတို့ဖြစ်နေစီးခဲ့ကြတယ်အခုချိန်ကြီးရဲ့ ဂိုင်းဂိုင်းဆစ်ဆိုတာလေကိုကြီးမှာလေစီဒီမန်းဆိုတာလည်းငါတို့မသိဘူး။အဲနိခန်နိခန်ကတည်းကနေရောက်ကြတယ်။အဲစင်နာကလာတော့ကလည်းငါဝမ်းနေရတယ်။ဘာလို့လဲဆိုတော့ငါတို့မှာလက်နဲ့အပြည့်စုံမရှိတဲ့အတွက်ကြောင့်ငါတို့စစ်သားကန်းနေပဲငါတို့ဖိတ်နေစင်းခဲ့ရတယ်။ဒီစင်နာပြီးတော့လည်းငါတို့တည့်ရင်ရောက်တဲ့ခါမှလည်းငါတို့မှာလက်နဲ့အပြည့်စုံလည်းမရှိဘူး။ပြညာတည့်ရင်လိုလက်နဲ့အပြည့်စုံမရှိရင်တော့မလက်နဲ့ကောင်းတက်လက်တော့မှမရှိဘူး ဲ့ဒါမှမဟုတ်ငါတို့ရဲဘော်တွေစစ်ပြေပြီးကိုရောက်တဲ့ခါမှာငါတို့ငါတို့ဝမ်းနေငါတို့ဝမ်းနေရတဲ့ငါတို့စိတ်အားလဲငယ်ဘာလို့လဲဆိုတော့သူတို့တွေကနည်းနည်းပြည့်စုံရှိရဲ့ပြင်သူတို့မှခံကောင်းစားရည်လဲပါလာငါတို့တည့်ရင်မှာတော့နည်းနည်းပြည့်စုံမရှိတဲ့အတွက်ကြောင့်စစ်ပြေပြီးသွားတဲ့ခါမှာအလဲကြလဲသွားရတယ်ကွာပြီးလို့ရှိရင်ခံကောင်းစားလဲမရှိဘူးအဲ့ဒါမှမဟုတ်ငါတလိုင်းပြည့်ရက်ထိမတောင်းဆိုသေးဘူးဘာလို့လဲဆိုလို့ရှိရင်ဒီငါတို့ဒီမှာလည်းအပြည့်စုံရှိရောမှငါတို့ဒီဒေါ်လာကြီးကိုရှင်းသက်နိုင်မှာ အဲကြောင့်မလို့ငါအများကြီးလည်းမမျော်လင့်သေးဘူးငါအခုတောင်းလို့ရှင်တာငါတို့ငါတို့လက်နက်လက်နက်ဝယ်ဖို့ပေါ့နော်ဒီကမင်းလေးကိုငါတို့ပြန်ဒီလိုတယောက်ချင်းစီအားဆောင်ငါတို့ခုမီအပြည့်ကိုငါတောင်းတရင်းပေါ့နော်။အဲဒါမှမဟုတ်ကျွန်တော်တို့ဒီလက်နက်ကမင်းလေးကပတ်စနေလဲနည်းနေသေးတယ်။အဲဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီလက်နက်ကမင်းလေးကိုပါဝင်ပေးဖို့ပြည်သူလူထုကိုရဲဘော်တွေကိုလာကျွန်တော်ကတောင်းဆိုပါတယ်။